ကျွန်တော်ဒီ after effect ထဲမှာဘာ plug gain ကိုမှမသုံးမဲနဲ့ဒီလိုမျိုး realistic ဆန်ဆန် reflection နဲ့လည်းပါတယ် phone model တွေတကူဖန်ပြီးပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Adobe H tutorial link နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ် ကျွန်တော်ပုံမှန်ဆိုရင်တော့ phone model လေးတကူကို line point နဲ့ download ဆွဲလိုက်မယ်ပြီးတော့အဲ video ကို point လဲဆိုတဲ့ plugin တွေကိုထည့်ပြီးတော့မှကျွန်တော်ဒီလိုမျိုး reflection တွေပါတဲ့ 3D scenes လေးကိုအလွယ်တကူဖန်တီးနိုင်မှာဖြစ်ပါတယ်။အတူမှလည်းအားတိုင်ချက် arnet တွေလေးတော့ရှိရပေါ့နော်။ arnet တွေကတော့ကျွန်တော်ရဲ့ PC ရပါဖူးမဖြစ်ဘူးဆိုရင်တော့ preview ကြည့်တဲ့အခါမှာဒီလေးဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ဒီမှာပြမဲ့ tutorial လေးမှာပြသွားမဲ့နည်းလမ်းလေးအတိုင်းပြုလုပ်မယ်ဆိုရင်တော့အဲကျွန်တော်ရဲ့ PC ရပါဖူးဖြစ်စရာမလိုပါဘူး။ preview ကြည့်တဲ့အခါမှာလည်း smooth ဖြစ်နေပါလိမ့်မယ်။အဲ့တော့ပေါ့ပေါ့ပါနဲ့ editing ပြုလုပ်နိုင်မှာဖြစ်တယ်ပေါ့နော်။ပြီးတော့အဲကျွန်တော်ဒီ screen နေရာမှာဆိုရင်လည်းကိုယ်စိတ်ကြိုက်ဗီဒီယိုတွေထည့်လို့ရတယ်ပြီးတော့ရင်ကိုမိုစီရှင်တွေပြုလုပ်ပြီးတော့မှ animation လေးတွေကစားပြီးဒီ screen မှာထည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကြောညာဗီဒီယိုလေးတွေဖန်တီးချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ content တွေမှာ quality ဖြစ်ဖြစ်အသုံးပြုချင်တာပဲဖြစ်ဖြစ်ကျွန်တော်ဒီ phone model လေးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ tutorial လေးကိုစာလိုက်ရအောင်ကျွန်တော်ဒီမှာဆိုရင်တော့1920 1080တာမန် composition လေးတစ်ခုကိုပဲဖန်တီးထားပါတယ်ပြီးတော့ကျွန်တော်ဒီမှာ phone model ဖြစ် shape လေးတစ်ခုဆွဲလိုက်ပါမယ် တော့ဒီ shape ရဲ့အလျားနဲ့အနံ setting ကိုနော်ကျွန်တော်ရဲ့ setting အတိုင်းလိုက်ပြီးတော့မှကစားနိုင်ပါတယ်။အဲကျွန်တော်ဒီအလျားမှာဆိုရင်တော့450ပေးထားတယ်။အနံမှာဆိုရင်တော့850ပေါ့နော်။တော့ဒီနားလျား corner roundness လေးကကျတော့30ပေးထားပါဗျ။ Okay ဒီပုံစံလေးပေါ့နော်။ပြီးတော့အရင်ကျွန်တော်ဒီကောင်ကို 3D spade ကိုထည့်လိုက်မယ်။ကျွန်တော်ဒီ classic 3D နေရာမှာ advanced studio ရေးချိန်ပေးထားဖို့လိုပါတယ်။ဒါမှမဟုတ်ကျွန်တော်ဒီ extrusion depth ထည့်နိုင်မှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီ shape ရဲ့ layer မှာ geometry option တွားလိုက်မယ် extrusion type ကို30လောက်ပေးလိုက်ပါမယ်အဲဒါဆိုတော့ကျွန်တော်ဒီဘက်မှာကြည့်လိုက်ပါ 3D ပုံစံလေးဖြစ်သွားပြီပေါ့နော်အဲဒီပုံစံလေးဖန်တီးလိုက်တာဖြစ်ပါတယ်နောက်တစ်စက်အနေနဲ့ကျွန်တော်ဒီ phone model နဲ့ screen ပြလို့မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီ shape layer ကိုပဲ control d နဲ့နှစ်ခါပွားလိုက်မယ်ကျွန်တော်ဒီပေါ်ဆုံးအကောင်ကျွန်တော် frame ဖြစ်အသုံးပြုမယ်အလဲအကောင်ကျွန်တော် screen ဖြစ်ပေါ့နော်ဒီပထမဆုံးကျွန်တော်ဒီ frame မှာဆိုရင်အကြောင်းလေးပြောင်းလိုက်မယ် ခဲအနဲ့ရောင်လေးပေါ့နော်အဲဒါလောက်ဆိုရင်အဆင်ပြေပြီစကရမဆိုရင်တော့လုံးဝအနဲ့ရောင်ပဲထားလိုက်ပါမယ်အနဲ့ရောင်မထားလည်းရရဲကျွန်တော်ဒီမှာနမူနာအနေနဲ့မြင်တာအောင်အနဲ့ရောင်လေးထားလိုက်မယ်အောက်က shape တွေကကျတော့လုံးဝအနဲ့ရောင်ပေါ့နော်အကျွန်တော်ဒီမှာ color ကတော့နောက်မှပြောင်းလိုက်ပါမယ်အရင်ဆုံးမြင်တာထင်တာအောင်အရောင်လေးပေးထားလိုက်မယ်ခေရပြီကြောက်ဒီ scrum မှာဆိုရင်တော့ execution type ကိုဖြောလေးပါမယ် အဲဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကောင် flat လေယာဖြစ်အသုံးပြုမှာဖြစ်တယ်ပေါ့နော် execution type ကို0ပေးလိုက်မယ်။ခေပြီးတော့ရင်ကျွန်တော် d frame ကိုအလျားနဲ့အနံချဲ့မှာဖြစ်ပါတယ်။အဲတော့သူရဲ့ site မှာဆိုရင်အလျားကိုကျွန်တော်4 pixel လောက်တင်လိုက်မယ်။အနံမှာဆိုရင်လည်း4 pixel လောက်ထည့်ထည့်လိုက်ပါမယ်။အဲတော့454 pixel နဲ့804 pixel ဖြစ်သွားပြီပေါ့နော်။အကျိုးဒီကောင်ကိုလှည့်လိုက်တဲ့အခါမှာဒီလိုမျိုး color error ဖြစ်တဲ့ပုံစံလေးဖြစ်နေပါလိမ့်မယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျုပ် different shape element နဲ့ တယောက်က element တထထဲဖြစ်နေလို့ဖြစ်ပါတယ်အဲ့တော့ကျုပ်ဒီ frame ရဲ့ position မှာ z position ကိုနောက်ကိုနည်းနည်းလေးဆုပ်ပေးဖို့လိုပါတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီ z position မှာ plus 1လောက်လျှော့ပေးလိုက်မယ်1 pixel လောက်နောက်ကိုပို့လိုက်ပါမယ်အဲ့ဒါဆိုတော့ကျောင်းဒီမှာရှင်းလိုက်ပါအဲနောက်ကိုရောက်သွားပြီပေါ့နော်1 pixel လေးနောက်ကိုရောက်သွားပြီကျောင်းဒီ screen မှာဆိုရင်တော့ shift ကို1 pixel ပို့လိုက်ပါမယ်အဲ့တော့ p shift ပို့မှာဖြစ်တဲ့အတွက်ကြောင့်မို့ -1 ပေါ့နော် screen လေးက shift ကိုရောက်သွားပြီကျွန်တော်ဒီ screen မှာဆိုရင်လည်း အဲအလျားနဲ့အနံလေးကို short ပေးဖို့လိုပါတယ်။အဲကျွန်တော်ဒီမှာဆိုရင်တော့20ပယ်ဆယ်လောက် short လိုက်ပါမယ်။အဲတော့20ပယ်ဆယ် short မှာဖြစ်တဲ့ကြောင့်မို့အလျား430 820 short လိုက်တော့980ပေါ့နော်။ corner လေးကိုလည်း20ပဲထားခဲ့လိုက်ပါမယ်။ဒီဒါဆိုတော့ကျွန်တော်ဒီပုံစံလေးဖြစ်သွားပါပြီ။ပြီးတော့ရင်ကျွန်တော်ဒီ sequence လေးကို pre compose ပြုလုပ်လိုက်မယ်။အဲဒီကြောင့်မို့ဒီကောင်းဆောင်လက်ရှင်ပြပြီးတော့မှ control shift c ကိုနှိပ်လိုက်ပါ။ တော့ရေးပြီး compose လိုက်မယ်။ Okay ။ကြောက်ဒီ composition ကိုတွားလိုက်မယ်။ကြောက်ဒီမှာဆိုရင်ဒီ screen ကို 3D layer ဖြောက်လိုက်ပါမယ်။အဲ 3D layer ဖြစ်အသုံးပြုမှာဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကြောက်ဒီ composition နဲ့မှာကိုယ်စိတ်ကြိုက် view တွေထည့်နိုင်တယ်။ကိုယ်စိတ်ကြိုက် animation တွေစိတ်ကြိုက်ပေးနိုင်ပါတယ်။ကြောက်ဒီ animation တွေ view တွေပေးထားတဲ့ကောင်ကိုကြောက်ဒီ layer ထဲမှာ track map ပြုလုပ်လိုက်မယ်ဆိုရင်ကြောက်ဒီထဲမှာရောက်ရှိတော့မှာဖြစ်ပါတယ်။အဲ့တော့နမူနာအနေနဲ့ကျွန်တော်ဒီမှာ video လေးတစ်ခုထည့်ပြပါမယ်။အဲဒီ video လေးပေါ့နော်။ with background video လေးဖြစ်ပါတယ်။ဒီပြီးတော့အဲကျောက်ဒီ shape layer တွေကိုထည့်လိုက်မယ်။အဲ track mask key နဲ့ထည့်လိုက်ပါမယ်။ဒါဆိုရင်ကျောက်ဒီလည်းရောက်တော့ပါပြီ။အဲဒီပုံစံလေးပြောတာဖြစ်ပါလေ။ကျောက်ဒီ composition ကိုပြန်တော့ကြည့်လိုက်ပါ။ Okay ဒီမှာဆိုရင်တော့ကျွန်တော်ဒီ second composition ကို 3D space နဲ့ထည့်ပေးဖို့လိုတယ်။ဒါဆိုရင်အဆင်ပြေသွားပြီ။ပြီးတော့ရင်ကျွန်တော်ဒီကောင်ကို position မှာ minus 1ထားပေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခုနကတော့ precompose ပြုလိုက်တဲ့အခါမှာတော့ဒီ position value လေးကပျောက်သွားလို့ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်ဒီမှာအဆင်ပြေသွားပါပြီ။အပြီးတော့ရကျွန်တော်ဒီမှာ camera ပုံစံ shape လေးတစ်ခုဆွဲလိုက်ပါမယ်။အဲ့ဒါတော့လွယ်ပါတယ်။ yoda နဲ့ shape လေးတစ်ခုနဲ့ဆွဲလိုက်မယ်။ကောင်းတော့အနည်းအောင်ပေါ့နော် fake camera ပုံစံမျိုးလေးဖြစ်ပါတယ် ပြီးတော့ရင်း 3D space တွေကိုထည့်လိုက်မယ်ဒီကောင်ကိုလည်းကျွန်တော်ဒီ screen ရဲ့ရှေ့ကိုနည်းနည်းလေးပို့มาဖြစ်တဲ့အတွက်ကြောင့်မို့ -1.5 လောက် z position မှာထည့်လိုက်ပါမယ်ဒါ -1.2 လောက်ဆိုရင်လည်းဆင်ပြေတယ်ဒါဆိုရင်ကျွန်တော်ဒီ screen ရဲ့ရှေ့ကိုနည်းနည်းယောက်သွားပြီပေါ့နော်အဲ့ဒီတော့တရားလေးဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ phone model လေးကိုဖန်တီးလုပ်ပြီးသွားပါပြီနောက်တစ်ဆင့်နေနဲ့ကျွန်တော်ဒီ environment ထည့်မယ် reflection ဖြစ်အောင်စတင်နေချိန်မှာဖြစ်ပါတယ် အဲ့တော့ environment မှာဆိုရင်တော့ကိုယ်စိတ်ကြိုက် environment နေတုံးပြုလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ဒီမှာဆိုရင်တော့ ChatGPT ကိုမေးပြီးတော့မှထုတ်ထားတယ်။ဒီ studio ပုံစံလေးကိုအသုံးပြုမှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ studio ပုံစံပုံလေးရှိမယ် PNG format လေးပေါ့နော်။ကျွန်တော်ဒီကောင်ကို composition တစ်ခုဖန်တီးလိုက်ပါ။ကျွန်တော်ဒီမှာဆိုရင် composition နဲ့ရပြီ။ကျွန်တော်အဲ့ဒီကောင်ကို HDR file ဖြစ်ထုတ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ composition ကို selection ပြပြီးတော့မှအပေါ် composition တွားမယ်။ပြီးတော့ရင် save frame as ဆိုတဲ့ကောင်လေးရွေးချယ်ပေးလိုက်ပါ။ file ဒါဆိုရင်ကျွန်တော် render queue ကြလာပြီ။အတယောက်ကကောင်းလေးဖြစ်ပါတယ်။ဒီဘောကောင်ကျွန်တော်ခုနကတော့နမူနာလုပ်ထားတာပေါ့နော်။ကျွန်တော်ဒီကောင်လေးကြလာပြီဆိုရင် output module နေရာမှာ Photoshop နှိပ်လိုက်ပါ။ format နေရာမှာ variant sequence ဆိုတဲ့ကောင်လေးရွေးချယ်ပေးလိုက်ရပါပြီ။ဒါဆိုရင်တော့ HDR format လေးဖြစ်သွားပြီပေါ့နော်။ကျွန်တော်ဒီနေရာမှာ file location ရွေးမယ်။ပြီးတော့ရင် render လိုက်ရင် HDR file လေးကြလာမှာဖြစ်ပါတယ်။ကျွန်တော်ဒီ HDR file ကို project ထဲထည့်လိုက်မယ်။ဒီကောင်လေးဖြစ်ပါတယ်။ကျွန်တော်ဒီကောင်လေးကို composition တွေထပ်ထည့်လိုက်မယ်။ okay position လေးချိန်လိုက်မယ်ပြီးတော့ရင် environment အဖြစ်အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့ light လေးထည့်ပေးဖို့လိုပါတယ်ကျွန်တော်ဒီမှာ new layer နဲ့ပြီးတော့မှ light ကိုရွေးချယ်ပေးလိုက်ပါမယ် environment light ပေါ့နော်ကြောက်ဒီ cut shadow ဆိုတဲ့ကောင်လေးကိုဖွင့်ပေးထားဖို့လိုပါတယ်ပြီးတော့ရင် okay ကြောက်ဒီ source နေရာမှာကျွန်တော်တို့ခုနကထည့်ခဲ့တဲ့ hdr file ကိုရွေးချယ်ပေးလိုက်ရပါပြီ ဒါဆိုရင်တော့ကျွန်တော်ဒီထုတ်ခဲ့တဲ့ HDR file လေးကို environment အဖြစ်အသုံးပြုပြီးတော့မှဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ tutorial လေးကိုဆက်ပြီးတော့မှမရှင်းပြခင်မှာရုပ်ဒီ video editing ကို basic ကနေစပြီးတော့မှ advanced level တိလေ့လာခြင်းနဲ့ရုပ်ဒီ after effect တွေအကုန်ပါပြီးစပါတော့။ all in one လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာ video editing basic to advanced course လေးရှိပါတယ်။ကျွန်တော်နောက်ပိုင်းကျရင်ကျွန်တော်ဒီသင်ခန်းစာလေးကိုလည်း upgrade ပြုလုပ်ပြီးတော့မှသင်တန်းကြီးလေးလည်းမပြောင်းခင်မှာအခုခဲစားတက်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ပေါ့နော်။ Okay ဒါလည်းတော့ကျွန်တော်ကြောင်းညာဝင်တာဖြစ်ပါတယ်။ကျွန်တော်ဒီ tutorial လေးကိုဆက်ပြီးတော့မှတွားလိုက်ရအောင်။ ရုပ်ဒီမှာ environment ထည့်ပြီးသွားပြီ HDR5 မှာလည်း setting ချိန်ပြီးသွားပြီဆိုရင်တော့ဘာမှပြောင်းလဲသေးမှာမဟုတ်ဘူးပေါ့နော်ဘာ reflection မှာပါလာဒီမှာမဟုတ်ပါဘူးအဲ့တော့ reflection ပါလာအောင်ကျုပ်ဒီနောက်က phone frame ကို setting ချိန်ပေးဖို့လိုပါတယ်။အဲ့တော့သူ့ရဲ့ frame တွားလိုက်မယ်။ကျုပ်ဒီ material option မှာ specular intensity ကိုတင်ပေးလိုက်ပါ။ပြီးတော့ရင် shininess ကိုလည်းတင်လိုက်မယ်။ Okay ကျုပ်ဒီမှာတစ်ချက်ကြည့်ကြည့်မယ်။ အဲဒါဆိုရင်တော့ကြုံဒီမှာချက်လေးပါ reflection လေးတွေပါလာပြီဖြစ်တယ်ပေါ့နော်ကြုံဒီ frame ရဲ့အကြောင်းလေးကိုပြောင်းလို့ရတယ်အဲဒီမှာနည်းနည်းလေးမှောင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ environment တွားပြီးတော့မှ intensity ကိုတင်လိုက်ပါမယ်ဒါဆိုရင်တော့ကြုံဒီမှာချက်လေးပါ reflection နဲ့လည်းပါတဲ့ phone screen လေးကိုအများပြေ phone model လေးကို ဖန်တီးလုပ်ပြီးသွားပါပြီ ကျွန်တော် animation တွေဘာကြီးပေးခြင်းလဲဆိုရင်တော့ကျွန်တော်ဒီ shape layer တွေတနည်းအားဖြင့်ကျွန်တော်ဒီ screen နေ frame နေဒီကောင်းနေကုန်လုံးကို no object ကိုချိန်လိုက်မယ်ချိန်ပြီးတော့မှကျွန်တော်ဒီ no object ကနေပြီးတော့မှ animation ပေးလို့ရမှာဖြစ်ပါတယ်ပြီးတော့ရင် camera setting တွေဘာကြီးချိန်ပြီးတော့မှလည်းဒါကိုစိတ်ချ animation ပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာဆိုရင်တော့မလုပ်ပြရတော့ဘူးလုပ်ပြမယ်ဆိုရင်အချိန်ကတော်တော်လေးကြာတော့ပါလိမ့်မယ်ပေါ့နော်ကျွန်တော်လုပ်ထားတဲ့ကောင်းလေးကိုနမူနာကြည့်ကြည့်လိုက်ပါအဲကျွန်တော်ဒီ phone model မှာဆိုရင်တော့ခလုတ်လေးလည်းထည့်ထားရပေါ့နော် အဲ့ဒါလေးကလွယ်ကူပါတယ်အလောက်ကြီးမခက်ခဲပါဘူးအဓိကတော့ကျုပ်ဒီ shape layer ကိုပဲပြုလုပ်ထားဖြစ်ပါတယ်ကျုပ်ဒီမှာကြည့်လေးပါ button လေးပေါ့နော်အဲဒီကောင်လေးဖြစ်ပါတယ် shape layer ကို extrusion tab ထည့်လိုက်မယ်ထည့်ပြီးတော့ဆိုရင်ကျုပ်ဒီ phone နဲ့မှမြှုပ်လိုက်တာဖြစ်ပါတယ်မကြည့်လေးပါ phone နဲ့မှမြှုပ်လိုက်တာဖြစ်တယ်ပေါ့နော်အဲ့ဒီဘောတရားလေးပဲဖြစ်ပါတယ်ဘာမှမခက်ခဲပါဘူးပြီးတော့ရင်ကျွန်တော်ဒီ phone model ကို node option နဲ့ချိန်ပြီးတော့မှ keyframe နဲ့ animation ပေးလိုက်တယ် ဒီမှာဆိုရင်တော့ environment ကိုလည်း animation ပေးထားပါတယ်ကြောက်ဒီ environment ကို exposition နဲ့ right rotation လှည့်လို့ရရပေါ့နော်ကျွန်တော်ဒီ screen ဖတ်မှန်ကိုပြမယ်ကြောက်ဒီမှာကြည့်လိုက်ပါအဲ့ပုံစံလေးပေါ့နော်ဒါကတော့နောက်က environment ကိုလှည့်တာဖြစ်ပါတယ်သူ့ရဲ့ intensity ကိုလည်းကစားလို့ရတယ် โอเคအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ဒီ tutorial လေးကိုတဘောကြနေတည်းတယ်ဆိုရင်တော့အဲ like subscribe ပြုလုပ်ထားနိုင်ပါတယ်ကျွန်တော်ဒီ comment မှာဆိုရင်လည်းကျွန်တော်တို့လင်းစေခြင်းနဲ့ tutorial လေးကိုရေးပေးခဲ့လို့ရပါတယ်โอเคအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်နောက်တဲ့ tutorial လေးတွေမှာပြန်ပြီးတော့မှတွေ့ကြပါမယ်